်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲတစ်ပါ DVB ရုံးမြင့်တန်ကြားနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်နိုင်ငံတကာရဲ့အေးအေးယူပိတ်ဆို့မှုတွေဟာအခွင့်အလမ်းဖြစ်တယ်လို့ဘယ်လာရုစ်နိုင်ငံကိုရောက်နေတဲ့အာနာသိန်းစစ်ကောင်ဆောင်ကမတ်လ9ရက်နေ့မှာပြောဆိုလိုက်တာကိုဘယ်လာရုစ်နိုင်ငံသတင်းတွေမှာဖော်ပြလာပါတယ်မြန်မာစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာအာဏာရှင်နိုင်ငံတနိုင်ငံဖြစ်တဲ့ဘယ်လာရုစ်နိုင်ငံမင်းစ်မြို့ကိုရောက်ရှိနေတာဖြစ်ပါတယ်။ဘယ်လာရုစ်မြန်မာစစ်ပွဲဖိုရမ်ကိုတက်ရောက်နေပြီ ဘယ်လာရုစ်သမ္မတကရေယူပိတ်ဆို့မှုတွေဟာအခွင့်အလမ်းဖြစ်ကြောင်းနဲ့အဲ့ဒီအခွင့်အလမ်းတွေကိုအသုံးချပြီးမြန်မာနဲ့ဘယ်လာရုစ်အကြားဆက်ဆံရေးကိုနက်ရှိုင်းစွာတည်ဆောက်ဖို့စိတ်ပိုင်းဖြတ်ထားကြောင်းဆိုပါတယ်။ဒါကိုစစ်ကောင်းဆောင်ကလည်းရေယူပိတ်ဆို့မှုတွေဟာအခွင့်အလမ်းဖြစ်တယ်ဆိုတာမှန်ကြောင်းနဲ့နိုင်ငံတွေကစီလုံးညီညွတ်စွာယက်တည်ပြီးအရေးယူတန်းခတ်တဲ့နိုင်ငံတွေကိုအားကောင်းတဲ့တုံ့ပြန်မှုတွေပြုလုပ်နိုင်ကြောင်းပြန်တုံ့ပြန်လိုက်တာကိုဘယ်လာရုစ်သတင်းမှာဖော်ပြထားပါတယ်။ဒါပြင်ရေယူပိတ်ဆို့မှုတွေကိုဖိအားပေးမှုအဖြစ်အသုံးပြုရင်ပဋိပက္ခတွေကိုသာဥတီစေမှာဖြစ်ကြောင်း ဗလာရုစ်သမ္မတပြောစကားကိုထောက်ခံပြီးပြန်ပြောခဲ့ပါတယ်။မတ်လ9ရက်နေ့မှာပဲမြန်မာစစ်ကောင်စီအဖွဲ့ဝင်73ဦးနဲ့အဖွဲ့အစည်း3ခုကိုဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်းကနေဒါအစိုးရကထပ်ပြီးကြေညာလိုက်ပါတယ်။အာနာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီပေါ်နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုပေါင်း62ကြိမ်ပြုလုပ်ခဲ့ပြီးအမေရိကန်နိုင်ငံကပိတ်ဆို့ဒဏ်ခတ်မှု22ကြိမ်နဲ့အများဆုံးပြုလုပ်ခဲ့တယ်လို့ TVB ကစီးစစ်ကောက်ယူထားတဲ့ data တွေအရသိရပါတယ်ခင်ဗျာ။ ပဲခူးတိုင်းဗရောင်းမြို့နယ်ညောင်ကျိုးတိုက်ပွဲကိုစစ်ကောင်စီကရန်ကုန်မြို့မော်ပြည်ခြေစိုက်တပ်ရင်းတွေကနေစစ်ကူတွေဖြစ်တင်းနေရာကြောင်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ရေးသတင်းရှင်းမြစ်တွေကပြောပါရယ်။အာရခတက်တော်နယ်ပူပေါင်းတပ်တွေရဲ့ထိုးစစ်ဟာအမတ်ချကာကွယ်ပစ္စည်းထုတ်ဆက်ရုံနဲ့ဆယ်မိုင်ဝန်းကျင်ခန့်သာအကွာအဝေးရှိနေတာကြောင့်စစ်ကောင်စီဟာကာပါဆတ်ဆက်ရုံတွေထိရောက်ရှိလာမှာကိုစိုးရိမ်ပြီးရန်ကုန်ခြေစိုက်တပ်တွေကနေထုတ်နှုတ်အင်အားတွေနဲ့ခုခံလာတယ်လို့ဆိုပါရယ်။ ညောင်ကျိုးဘက်မှာတိုက်ပွဲကပြင်းထန်နေတော့ဖြစ်ပြီးစစ်ကောင်စီကညောင်ကျိုးစခန်းမချဖို့ကြက်ကုတ်ကြက်ခဲခုခံနေပြီးအေအန်အန်ပူပေါင်းတပ်တွေကလည်းညောင်ကျိုးစခန်းကိုသိမ်းပိုက်နိုင်ဖို့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းရှင်းမြစ်ကပြောပါရယ်။လက်ရှိညောင်ကျိုးတိုက်ပွဲအတွင်းကိုမော်ဘီမြို့နယ်ခြေဆိုင်ခမာယ313ခမာယ901ခမာယ902နဲ့ခမာယ903တရင်ကတရင်တရင်ကိုထုံထုံအင်အား40ရောက်စီနဲ့ညောင်ကျိုးစခန်းကိုပို့ဆောင်ပေးနေတာဖြစ်ပါရယ်။ဒါအပြင်စက်တက်လေးတွေနဲ့လည်းပြစ်ကူပေးနေတယ်လို့သိရပါပါခင်ဗျာ။ ထိုင်းနိုင်ငံမှာရွှေပြောင်းလုပ်သားတွေ online shop ရောင်းတာမြန်မာထုတ်ကုန်ရောင်းတဲ့ site တွေအထိစစ်ဆေးဖန်ဆီးတာတွေခက်စစ်စစ်ရှိလာတယ်လို့အလုံသမားရေးလှုပ်ဆောင်သူတွေကပြောတဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာထိုင်းတောင်ပိုင်းစူရထာနေခရိုင်မှာမြန်မာထုတ်ကုန်ပစ္စည်းတွေကို online ကနေ live လေးရောင်းချတဲ့လက်ကားဆိုင်တစ်ဆိုင်ကိုပြီးခဲ့တဲ့ match လ3ရက်ကထိုင်းအနာပိုင်းနေဝင်ရောက်စစ်ဆေးပြီးဆိုင်ကိုဖန်ဆီးပိတ်သိမ်းခဲ့တယ်လို့အလုံသမားရေးလှုပ်ဆောင်သူတွေစီကနေသိရပါဗျာ ဲ့ဒီဆိုင်ဟာမြန်မာစားသောက်ကုံအဝိအထံနဲ့လူသုံးကုံတွေကိုအွန်လိုင်းကနေ live တွေရောင်းနေဆိုင်ဖြစ်ပြီးထိုင်းနိုင်ငံသားနဲ့လက်ထပ်ထားတဲ့မြန်မာနိုင်ငံသားမွန်အမျိုးသမီးဦးစီးလောက်ကိုင်းနဲ့လို့သိရပါတယ်။ထိုင်းမှာဥပဒေနဲ့မညီညွတ်တဲ့နိုင်ငံသားတွေရွှေ့ပြောင်းလုပ်သားတွေကိုစစ်ဆေးအေးအေးယူဖို့ထိုင်းရဲ့ကြော့အမိန့်ထုတ်ပြန်ပြီးနောက်မှာ အခုလိုစစ်ဆေးဖမ်းဆီးတာတွေခက်ဆစ်ဆစ်ရှိလာတယ်လို့အလို့သမားကြီးလောက်ဆောင်သူတွေကပြောပါတယ်။ online shopping ရောင်းတဲ့သူတွေပေါ့နော်အိမ်ကြီးထဲမှာထီဝင်ရောက်ဖမ်းဆီးတာတွေခက်စိတ်စိတ်တွေ့လာတယ်ဒါကတော့သူ့နိုင်ငံရဲ့စီမင်းစည်းကမ်းလို့လည်းပြောလို့ရတယ်လို့ပို့ပြီးတော့ဒါကင်းကျက်လာတာထိုင်းရောက်မြန်မာရွှေပြောင်းလုပ်သမားတွေကိုအလုပ်ကျန်းနေပဲလုပ်စီကျင်တာအဲဒီအနေအဆုံးလုပ်တွေကိုပဲလုပ်စီကျင်တာကျန်တဲ့ဒီကောင်းမွန်တဲ့လုပ်ငန်းမျိုးတွေမှာဒါမလုပ်စီကျင်တဲ့ပုံစံမျိုးလည်းရှိတယ်ပေါ့နော်အဓိကကတော့ထိုင်းရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့အဲသူ့နိုင်ငံမှာသူတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတိုင်းပဲနေရမှာပဲအဲသူ့နိုင်ငံရဲ့ဥပဒေဘောင်တွေကနေလုပ်တဲ့အခြေအနေမျိုးကိုတော့ကျွန်တော်တို့ဟိုလက်မခံလို့မရဘူး ူနိုင်ငံသူဥပဒေကိုလေးစားလိုက်နာပြီးတော့နေရမှာဖြစ်တယ်။ထိုင်းနိုင်ငံဥပဒေအရမြန်မာစားသောက်ကုန်စေဘောလိအမျိုးမျိုးလက်ဖက်နဲ့စားစရာအမျိုးမျိုးကိုထိုင်းနိုင်ငံရဲ့အစားအသောက်ကိုယ်ကျေးဌာနရဲ့ခွင့်ပြုချက်မရှိဘူးဆိုရင်အနေအဆုံးထောင်နဲ့3လဒံငွေဘတ်တသောင်းကနေတသိန်းအထိဒုမဟုတ်ထောင်နဲ့ရောင်းငွေဒဏ်မှာကြားခံရနိုင်တယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံအတွင်းရွှေပြောင်းလုပ်သားတွေကိုလုက္ကန်ခွင့်ကန့်သတ်ထားတဲ့အလုံ28မျိုးရှိပြီးအဲ့ဒီထဲမှာပွဲစားအလို့အပါအဝင်စပင်းညအလှပြင်ထိုင်းရိုးရအနေနဲ့ ်အလန်းညွန်ခီးသွားလုပ်ငန်းကျောင်းမြတ်ရတနာဈေးဆိုင်ဖွင့်လှစ်တာစတဲ့အလုပ်တွေပါဝင်ပါတယ်စူရထာနီခရိုင်တဲ့ကဈေးဆိုင်နေတဲ့ဒီထိုင်းနိုင်ငံအလယ်ပိုင်းမှာရှိတဲ့မြန်မာအများဆုံးနေတဲ့မြို့တွေရဲ့ဈေးဆိုင်တွေအဲ့တော့ online shopping ရောင်းတာကိုလည်းဖမ်းတယ်လို့မြန်မာထုတ်ကုန်တွေဖြစ်တဲ့မြန်မာဆက်လိတ်တွေနောက်လက်ဖက်ပါဝဲမြန်မာစားစရာပေါင်းစုံအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့တဲခင်းရောင်းချတဲ့သူတွေဖမ်းတာပါအကြီးအတွက်ကတော့ဆယ်ယောက်မကရှိသွားပြီဘာပဲပြောပြောဒါဈေးဆိုင်တဲခင်းရောင်းချခြင်းဆိုတဲ့ထိုင်းဥပဒေရ တားမြစ်ကတ်တတ်ထားတဲ့အလုတ်29မျိုးထဲမှာပါဝင်တာဖြစ်တဲ့အတွက်ဈေးဆိုင်ပဲတက်ခင်းရောင်းချရောင်းချအွန်လိုင်းရပဲ shopping အနေနဲ့ကြော်ညာပြီးရောင်းရောင်းလုတာဖြစ်တဲ့အတွက်ဖန်တာဖြစ်တဲ့ထိုင်းနိုင်ငံအလယ်ပိုင်းမှာလည်းအဖမ်းဆီးတွေရှိသလိုထိုင်းနိုင်ငံမြောက်ပိုင်းဖြစ်တဲ့မဲဆောက်တို့ဘာတို့မှာလည်းဒီလိုဈေးဆိုင်တွေကိုအထိုင်းဥပဒေရအေးအေးယူလာရှိတယ်နိုင်ငံသားရွှေပြောင်းလုပ်သားတွေကန့်သတ်လုပ်တယ်မှာလောက်ကန်နေတာတွေ့ရင်ဒဏ်ချစ်အမြင့်ဆုံးပန်ငါးသောင်းအပြင် ထိုင်းနိုင်ငံကိုပြည်ဝင်권နဲ့နှစ်ပိတ်သိမ်းအရေးယူမယ်လို့ထိုင်းလုံမှဝန်ကြီးဌာနကထုတ်ပြန်ထားပါဗျ။ပြီးခဲ့တဲ့မတ်လတရက်ကလည်းထိုင်းနိုင်ငံဘန်ကောက်မြို့ကနေကန်ချနာပူရီကိုလာရောက်လည်ပတ်တဲ့မြန်မာခီးတယ်ရီနဲ့တူမြန်မာအယ်လန်ညွန်၃ယောက်စစ်ဆေးဖမ်းဆီးခံခဲ့ရပါဗျ။ကျွန်တော်ဇွဲသစ်ပါ AR တိုင်းကြုံမြောက်ခရိုင်ရေကြီးမြို့နယ်မှာမတ်လ9ရက်နေ့ကစတင်ပြီးစစ်ကောင်စီတပ်အတွက်ရဲခါပို့ဆောင်မှုကွန်တင်ကား9ရန်ခါတွေကိုဒေသခံတွေစီကနေကောက်ခံနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ ။ AR တိုင်းနဲ့ရခိုင်အဆက်ကိုစစ်ကောင်စီတပ်အတွက်ရတားရင်တွေအသုံးပြုပြီးရိခါပို့ဆောင်မှုကွန်တင်ကား905တွေကိုရေကြီးမြို့နယ်တွေကကားရှိတဲ့အိမ်တွေကိုစစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကငွေကောက်ခံနေတာလို့ဆိုပါရယ်။လုံခြုံရေးအတွက်လိုအပ်တာကြောင့်ရတားကားနဲ့စစ်တပ်ရိခါပို့ဆောင်မှု900မှာဖြစ်လို့မနေ့ကငွေကောက်တာအုပ်ကြီးတွေကကောက်နေတယ်လို့ရေကြီးမြို့နယ်ဒေသခံတူကပြောပါရယ်။ ကွန်တင်ကား9ရံခအနေနဲ့ကားတစ်စီးရှိတဲ့အိမ်ကိုတအိမ်ကိုတသိန်းလုံးနဲ့ကောက်ယူနေတာဖြစ်ပြီးငွေမပေးရင်အခြားကျိုးဆက်တွေရှိလာနိုင်တာကြောင့်ကားရှိတဲ့သူအများစုကငွေထည့်ပေးရတယ်လို့ဆိုပါရယ်လိုအပ်ရင်လိုအပ်သလိုကောက်မဲ့သဘောရှိပြီးအခုထည့်မဲ့သူတွေမနေပဲမထည့်ရင်ကားတွေပါသိန်းနဲ့အထီလုံးနိုင်တယ်လို့ရေကြီးအုပ်ချုပ်ရေးဖွဲ့နဲ့နှိဆက်သူကပြောပါရယ်ခင်ဗျာ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဆွဲတစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ